အခုလူတယောက်ကိုပေါ့နော်လောက်ချမ်းမှုအတွက်လာငါးသူကသူ့ပေါ့ဟုတ်ကဲ့သူ့လောက်ခေါ်တယ်အခုဒီဥက္ကုဏီလောက်ချမ်းမှုမှာစိတ်ခိုင်းသူကသူ့လို့အခုဘာကြောင့်တက်အပ်ပြောနိုင်လဲအကိစ္စံပတ်သက်ပြီးဘာကြောင့်တက်ပြောနိုင်လဲဆိုရင်သူကကျွန်တော်ကို2006ခုနှစ်ရန်စဲဝင်းချင်းရန်စဲကျော်လောက်မှာကျောင်းစီဖုန်းတစ်လုံးဝင်လာတယ်2006လား2016 2016 2016 6လပိုင်း20ကျော်လောက်မှာကျောင်းစီဖုန်းတစ်လုံးဝင်လာတယ်ဖုန်းတစ်ဘက်ကအစ်စ်ဖြစ်တယ်ကျော်မမီးတလို့ဆိုရင်တော့ ူကျွန်တော်ပြောတဲ့ဂဏန်းသုံးလို့တော့မလွယ်ဂဏန်းကတော့မလွယ်ဘူး50 60 1.3လို့ကျွန်တော်ထင်တယ်ဘာသူ့ရဲ့ဖုန်းတော့ကြောက်စီဆက်တယ်ဖုန်းနံပါတ်ပဲကျွန်တော်ကောင်းမမိနေတယ်အဲ့ဒီဂဏန်းပဲမလွယ်ဘူးပြရှင်းတော့လည်းလည်းလွယ်တယ်တော့မယ်အဲ့လောက်ပဲအဲ့တော့ကျွန်တော်ကကျွန်တော်စီကိုစာပပေးတဲ့တယောက်ဖိတ်ဆက်ပြီးတော့လုဆက်လို့ကျွန်တော်ထင်လိုက်တာဟုတ်တယ်ဟာလို့ကွန်ဆိုလာတဲ့ဟုတ်ကဲ့ကျွန်တော်အောင်ဆိုးဘာလို့ပြောရခါကွန်ဆိုးကျွန်တော်ဘတ်ကလေတဲ့ကျွန်တော်မမှတ်မိဘူးဘယ်ဘတ်ကလဲလို့ကျွန်တော်မမှတ်မိလို့ပြောရတော့ မန်းလေးမှာခမန်းနဲ့အတူနေခဲ့တဲ့အောင်ဝင်းစော်လေးလို့ပြောတော့အဲ့တော့ကျွန်တော်သိသွားတယ်။အဲ့တော့အောင်ဝင်းစော်ကကျွန်တော်သိတော့ဆိုလို့ရှိရင်အရင်တော့တက်ကအရာရှိတယောက်ပဲ။နှစ်ပွင့်လို့ပြောတယ်။မိမကိစ္စနဲ့ပတ်သက်ပြီးတော့ထောင်ကျသွားတယ်လို့ပြောတယ်ဗမာကျင်။ကျွန်တော်ဆုံးတဲ့ကျင်ကဒုတိယကျင်ဆုံးတာမန်းလေးထောင်မှာ။အဲ့ချိန်မှာသူကဖျားခုံးနဲ့ထောင်ကျတာ။သူနဲ့ကြည်လင်းနေရအမှုရဲတွေစာအုပ်ရဲတွေကျွန်တော်အဆောင်တော့တွေ့ခဲ့ချင်းမတွေ့သူတို့နှစ်ယောက်ကအတူစားအတူနေကြတာ။အဲ့မှာယဉ်နေမှုရှိခဲ့တယ်။အဲ့ယဉ်နေမှုနဲ့ကျွန်တော်စကားပြောခဲ့ဘူးလေ။ဘာပြောခဲ့ဘူးလဲဆိုရင် သူကရောင်ကုန်ရောင်တန်းထဲမှာနေတယ်လို့ပြောတယ်။သူမိခင်တောက်အိမ်တော်နဲ့နောက်အိမ်တော်ကအချင်းဦးစီကရာရှိလို့ပြောတယ်။ပြီးကြတဲ့စနေကျော်ပြောခဲ့တဲ့စကားနော်။ရောင်လမ်းမှာအိမ်တော်ကဘလောက်လဲဘာကြောင်ကျွန်တော်လည်းမသိဘူးအဲ့လိုပြောခဲ့ဘူးတယ်။ကျွန်တော်လည်းအေးကအစ်စိတ်ဂျပန်လမ်းမှာနေခဲ့လို့ပြောခဲ့ဘူးတယ်။အဲ့စကားလေးတောင်းတောင်းမှတ်မိတယ်နော်။မှတ်ထားလားမို့လို့လို့မှတ်မိနေကြတာ။အဲ့တော့သူကကျွန်တော်စီလာတဲ့ခါမှာအဲ့ဒီအစ်စိတ်ဂျပန်လမ်းမှာနေရဆွဲစကလုံးတလုံးမှတ်မိပြီးလိုက်လာတာ။လိုက်လာပြီးတော့သူကဘာကလို့အဝန်းဆောင်ပြောချင်မှာကျွန်တော်မှတ်မိသွားရည် အဲ့မင်းပမာလဲဆိုကျွန်တော်ခမလန်းနဲ့ရောက်နေတယ်လေဟာဘယ်လိုဖြစ်လို့မင်းခမလန်းနဲ့ရောက်နေတာကျွန်တော်မေးလိုက်တော့တော့ခမတို့တွေ့ရင်လို့တဲ့ကိစ္စရှိလို့ဆိုတော့အဲ့ဒါဆိုလို့ရှင်ကျွန်တော်ဒီဆိုင်လေးကိုဖွင့်မပြင်နေတဲ့အချိန်မှာကျွန်တော်မျိုးရဲပြန်ပြောင်းလာချင်အဲ့တော့အဲ့ဒါဆိုရင်မင်းဂျပန်လက်ထိပ်ကခေဆန်းလက်ဖိတ်ဆိုင်မျိုးရှိတယ်ကိစ္စလည်းဖိုက်ဆိုင်လာခဲ့လို့အမဆိုင်ကြီးပဲဘလူမေမေတည်တယ်လို့အဲ့ရဆောက်နေပဲလို့ပြောရတယ်။အဲကျွန်တော်ဒီကနေ့ပြီးတော့ခေဆန်းအောင်ထွက်သွားခေဆန်းမှာထိုင်နေချိန်မှာပဲပတ်ဂျယ်ကာစီထိုးဆိုင်လာတာ။ကောက်ဘောသူဆင်းလာကြောက်စရတွေးလိုက်တော့ဗောဒီကောင်ဆင်းပြေးလိုက်လာဗော ကန်နမမှတ်ကျွန်တော်မှတ်မိလိုက်ဘူးအဲ့ဒါကျွန်တော်ရဲ့ဟာကွက်တစ်ခုပဲကန်နမမှတ်မိလိုက်ဘူးနော်သူကြောက်တယ်ပဲပေါ့သူကြောက်တယ်ပဲလားကျောစီလားအဲ့ကျွန်တော်လက်ဖိတ်ဆိုင်ထားပြီးလက်ဖိတ်တောက်တယ်မုတ်စားတယ်စလိတ်တောက်ပြီးကျွန်တော်စကားအလားပါတလားပြောကြတယ်ဟိုကျောင်းဒီကျောင်းတွေဟိုကျောင်းကျောင်းတွေပြောရင်းနဲ့ကျွန်တော်အဓိကပြောချင်တာကတော့သူကကျွန်တော်ကိုဟောဆိုတဲ့လူတစ်ခုရှိတယ်ခဏလုံမလားဘာလုံလဲသူတက်ပေးရမယ်တဲ့ဘယ်တော့ရမှာလဲဆိုတော့300 500တောင်ခေါင်းကြိုက်တာပြောတယ်လက်ရှိ300ပါတယ်ခင်ဗျလက်ခတ်အလုပ်လက်ခတ်မဆိုလက်ရှိစင်ရ300ပေးထားခဲ့မယ် ဒါတောင်းလို့ပြောအလို့တော့ခမတေချာလုပ်ပြရမယ်လို့ပြောတယ်ဘာလို့အောင်မလဲကျွန်တော်တေချာမေးတဲ့ခါကျတော့နိုင်ငံခြားတန်တမတရားကိုတတ်ပြရမှာတဲ့ဥက္ကိုဒီလိုမပြောဘူးနော်ဘယ်နိုင်ငံဘယ်တန်မတ်တွေပဲအဲ့လိုလည်းမပြောဘူးတန်တမတရားကိုတတ်ပြရမယ်လို့ပြောတယ်ကိုယ်နိုင်ငံကိုယ်လူမျိုးတွေကိုယ်ဘာသာအတွက်အကျိုးရှိမဲ့ကိစ္စကြာလားဘာလို့လဲကြောင်းမြောင်းထောင်လိုက်ဝင်သွားရင်လည်းကိုသိကရှိစွာနဲ့ဝင်ရတာတဲ့။ဒါပြောအရင်တစ်ခေါက်လို့လူရမျိုးနဲ့ဆိုင်ကဒါအကုန်ရှိပါတယ်တဲ့။သူအဲ့လောက်ထိပြောတယ်။အဲ့တော့ ကျွန်တော်ဘာလို့လဲဆိုတော့ तू မသိဘူးဆိုတဲ့တော့လက်ရှိကျွန်တော်စာရေးဆရာဖြစ်နေပြီเนาะစာအုပ်ရေးတယ်အများကြီးကစာရေးဆရာတောင်းမထားကြပါဘူးဗျာကျွန်တော်စာအုပ်ရေးရလဲ तू မသိဘူးကျွန်တော်လက်ရှိသပင်ညစာနေလဲ तू မသိဘူးကျွန်တော်ကောင်းမွန်နေထိုင်ဆိုတော့ तू လုံးဝမသိဘူးပြတော့ကျွန်တော်ဘာလို့ဒီကိစ္စကိုယုံကြည်စွာနဲ့လာပြီးတော့ပြောဆိုအနှံငှားတယ်လဲဆိုလို့ရှိရင်ကျွန်တော်ဆောင်းပြောလို့ဆိုမိုင်းထောင်မှာကျွန်တော်ကတဘာတင်းပါလားအာရပိုင်းလို့လဲကယူမဆိုင်ဘူးတာမန်အကျဉ်းသားဆိုပြီးနဲ့အုတ်ချိုပိုင်းအကျဉ်းသားဆိုလဲခေါင်းထဲကိုမထည့်ဘူးကျွန်တော်ထည့်ရင် ထိရသူအချိန်မီပြင်းပြင်းထန်ထန်တုံ့ပြန်မယ်ဆိုတော့ကျွန်တော်ကုမ္ပဏီကထုတ်မူရပြနေတော့ကျွန်တော်ဘယ်သူမှမထိကြအောင်ကျွန်တော်အဲ့တည်းဖြတ်တန်းခဲ့ပါတယ်ဟုတ်ကဲ့ဟိုသူကရောအဲ့ဒီမှာကို့ကိုဘာတဲ့အချိန်မှာသူကဟိုလောက်ရမဲ့သူကဘယ်သူပေါ့နော်သူ့ကိုပြင်နောက်ကွယ်မှာဘယ်သူရှိတယ်အခုတို့လွတ်လာမယ်ဆိုရင်တော့ဟိုပါဘယ်လိုလုပ်ပြီးမှဘယ်လိုသွားမယ်ဆိုတော့ဟုတ်ကဲ့အဲအတိုင်းအတာတစ်ခုချပြတာသူကြောကြောတော့ကျွန်တော်ပြန်ပြောမယ်ဆိုတော့ကျွန်တော်အရင်တော့တက်မှာကျွန်တော်နှစ်နှစ်ကျော်တောင်ထမ်းဆောင်ပြူတော့ဘူးကြိုက်သူခလာ96မှာနှစ်နှစ်ကျော်တောင်ထမ်းဆောင်ခဲ့ပြူတော့ဘူး ကျွန်တော်ကိုပိုင်နံပါတ်က9298ကိုခွန်8ကျွန်တော်က9ရက်9လ80ကိုဆေးအောင်နဲ့တတ်သေးဝင်တော့ဗောနော်တန်ဖြူစီကတိုင်းဖို့လေးမှာကျွန်တော်တင်တန်းတက်ခဲ့တာနောက်ပြီးတော့ကျွန်တော်ခလာကုတရားကြိုက်ထူမှာတာဝန်ထောက်ဆောင်ကပ်ဘူးတဲ့ဒါသားဘောကနော်တက်တက်မှာအလုံးကျွန်တော်စုစုပေါင်း2နှစ်ကျော်တော့ကြာခဲ့တယ်နည်းနည်းခေါက်ကြာခဲ့တယ်အဲ့တော့သူကကျွန်တော်နဲ့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့သူကတိထားတာကျွန်တော်တက်နေပြတဲ့ဆိုသူတိထားတယ်ခမရတကယ်ဒီလိုလက်ခံမဲ့ဆိုရင်တဲ့ဝင်ယူပြရတဲ့ တော်တော်လိုက်ခဲ့ပါတော်တော်မှာတက်ပြစ်သွားခြင်းကြမှာတက်ပြစ်သွားခြင်းလို့ OKV ဆိုတော့မှမြို့ကပြန်တက်လာမယ်အလုံးလုံးမယ်ဘယ်နိုင်ငံသားတမတက်မယ်ဥက္ကဋ္ဌတက်မယ်အဲ့ဒါကြီးမပါဘူးနော်တမတက်ကိုတက်ပြောင်းဆိုတာပြောတယ် DKB တွေကိုသွားမှာ DKB ဆိုတဲ့စကလုံးကိုကျွန်တော်ကဘာလို့ကျွန်တော်ပိုင်ပိုင်နိုင်ပြောလို့ဆိုရင်ဒီစကားကအခုလည်းသုံးတာမဟုတ်ဘူးပြီးခဲ့တဲ့စနေကျော်တဲ့သုံးခဲ့တဲ့စကားဒီစကားကအရင်ကသုံးလို့မှုတဲ့စကားအခုလည်း DKB သွားမယ်တက်ပြစ်ခြင်းမယ်အလုံးလုံးမယ်တက်ပြူရလို့လုံးပြောက်တယ်ဆိုရင် DKB တွေမှာသွားပြန်အောင်မယ်မြို့မှာသူတို့နီးသူတို့နဲ့တကောင်ထိုးကြွေးလိုက်မယ် ထွေးထွေးပြီးတော့အချိန်နဲ့ညံ့ညံ့ပြီးဆိုပြန်လာမယ်အဲ့ဒီလိုကျွန်တော်ပြောဆိုစီရုံးပါလားကျွန်တော်ကဒီမှာစာရေးဆရာလည်းဖြစ်နေတယ်ဇမင်းလည်းညစာနေတယ်ကျွန်တော်ငြင်းညမ်းတာလေးပဲနေခြင်းတဲ့အတွက်လက်မခံနိုင်ဘူးဘယ်သူပေါ်တက်ပြီးရောဆိုကျွန်တော်မသိဘူးနိုင်ငံခြားတန်တမာတယောက်လို့ပြောတယ်အဲ့ဒါလို့ကျွန်တော်မသိနောက်တစ်ခုကဒီစကားကိုလည်းကျွန်တော်အပြည့်အဝမယုံကြည်ဘူးသူကသူတစ်ချိန်ကဘိုးကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ကျွန်တော်တို့အချိန်မှာသူကဖျားသခိုးပဲတော့သူတို့ကငွေရရင်ဘာမှမဆိုလုံးမဲ့လူမျိုးသားတွေစိတ်တက်တယ်အဲ့လိုရှိတယ်ရှိရတဲ့အတွက်ကျွန်တော်တို့ဘာယုံကြည်မရှိဘူး ျွန်တော်ကဘလော့ဒီစဉ်းစားဆိုကျွန်တော်အစား၅စဉ်ကာလကျွန်တော်စဉ်းစားမိတာထောင်တော့မှသူနဲ့ကျွန်တော်နဲ့များမကျင်းတတ်ချက်ကြီးမှရှိခဲ့လို့ကျွန်တော်အချို့တက်ပြီးလာခေါ်ပြီးတက်ဖို့လားလို့ကျွန်တော်စဉ်းစားမိတာအဓိကစဉ်းစားမိတာသူပြောစကားလုံးတွေကကြီးကျယ်တဲ့အတွက်ကျွန်တော်ကနိုင်ငံတန်တမာဘာတွေပါလာတော့ကျွန်တော်စဉ်းစားလိုက်တာဒီနိုင်ငံတန်တမာသူတို့ဆီကနေခွေးရောက်ခွင်းနဲ့ဖရားတွေဝယ်ပြီးတော့ပတ်စံမပေးလို့လားကျွန်တော်အဲ့လိုထဲတာဗောနော်တော့ထဲတယ်သူကယူရီးယားမှာဖရားဒီဟိုနှစ်ပေါင်းများစွာတာရောင်းစားနေတဲ့ကောင်းလေးယူရီးယားကသူကောင်းချင်းနေတယ်သူဖောက်တယ်ညားရှိတယ်ကျွန်တော်ထဲလိုက်တာအဲ့လိုမျိုးရှောက်တွေ့ရပါဗျာ ကျွန်တော်များတတ်ဖို့ချိုးတတ်ပြီလားခေါ်တာလားသုံးလို့ရှိရင်နိုင်ငံရေးတဏ္ဍာမများသူစီကဖရားတွေဝယ်ပြီးတော့မြန်ပတ်စံမပေးလို့မြန်သူလောက်တာလားပေါ့ကျွန်တော်အဲ့လိုထိုင်လိုက်တာပေါ့ကျွန်တော်တွေးရတာမို့ရှောက်တွေးပြတာလက်တွေတွေးပြတာပေါ့အခုဒီကြည်လင်းကိစ္စဖြစ်လာတော့မှကျွန်တော်ကကျွန်တော်လာပြောစကားအမှန်ဆိုကျော်သိတာအဲ့ဒါလာပိုင်းညတစ်ဆက်ကျော်တော့မှတဲ့ကျွန်တော်အဲ့စကားပြောပြီးတော့သူတို့ကျွန်တော်အလုံးလက်ခံလောက်မေးအချိန်မှာကျွန်တော်ကကျွန်တော်စဉ်းစားအောင်မယ်လို့ပြလိုက်တယ်အဲ့တော့သူနဲ့ကျွန်တော်နဲ့နမိတ်ညာထွက်တယ်အိမ်လိုက်ပို့မယ်တဲ့ကျွန်တော်သူ့အိမ်အတိမခံဘူးကျွန်တော်မိဘအညီမောင်နိုင်နေတာဂျပန်လမ်းထဲမှာ သူအဲ့လန်နဲ့တော့ချတော့အဲ့နေဖုန်းနဲ့ပေးလိုက်လို့ကျွန်တော်လက်ဆက်တွေ့ရတာတော့ဒီမှာနေဆိုသူမသိဘူးအားနဲ့ပေးလိုက်ခဲ့ဆိုကျွန်တော်အလိုက်မခံဘူးပေးဒီထိမှာဆောင်နေလို့ကျွန်တော်ဒီလမ်းထိမှာသူကကားဆောင်ခဲ့လိုက်တယ်သူကားဝါဆင်းနေမှာကျွန်တော်စကားပြောလိုက်တယ်ဘာကားလို့ခုငါဇာရေးစရာလုံနေပြီလို့ဟာတော့အဲ့မှာသူနှစ်ဖူးသူရိုက်တယ်ကားဝါမှာကားရိုက်နေတယ်ဟာသိပါပြီဗျာသူနောင်နာရတော့ဘူးရအောင်နော်ကျေသူကကျွန်တော်ကိုထောင်ထဲမှာတွေ့ခဲ့တဲ့ပေတီတီကတ်တက်တက်ပေဆောင်ဆောင်ပြောမကောင်းဆိုမကောင်းလူတယောက်ဆိုတဲ့အတွေ့အမြင်မျိုး မိုက်ဒီမကန်လုတ်ခဲ့တဲ့ပုံစံမျိုးနဲ့ तू ကဒီကောင်တော့သုံးလို့ရရတယ်ဆိုပြီး तू လာတာမှကျွန်တော်ပြောင်းလဲနေဆိုတော့ तू မသိနိုင်ဘူးပြောလဲကျွန်တော်2006တည်းကကွဲသွားတာ2006မှာသူတို့လက်ဘထွက်သွားသလားထောင်ပေါင်းသွားသလားကျွန်တော်ဒီအဲ့မှာစကွဲသွားတယ်ဒီ तू လဲကျွန်တော်ကွဲကွာသွားတဲ့ဒီဆယ်နှစ်အတွင်းကျွန်တော်ပြန်လာတဲ့3နှစ်တည်းမှာကြောက်စိတ်ပြောင်းလဲကြောင်ပိုင်လို့ရတယ် तू ဘာမှမသိလာဘူး तू အရင်အတွင်းမြင်နေမှာကြောက်စိတ်လာငါးတာကျွန်တော်အဲ့လိုပဲသုံးသက်တယ်အဲ့တော့ तू ကထိတ်မဲ့ तू ခဏထိတ်မဲ့ကားရတယ်ကျွန်တော်အထက်ဝင်လာတယ်ကျွန်တော်စောက်တို့ယူတယ်စောက်တို့ယူပြီးတော့သူ့စီကိုကျွန်တော်တော့ပေးလိုက်တယ် ကျောင်းကဘလောက်လဲ3တော့မှာကွာလို့မင်းကြည့်တော့ပါလို့ရပါတယ်ဗျာရော့ဆိုကျောင်းငါးတော့တွေ့ပေးထားခဲ့တယ်ပြီးတော့ကျွန်တော်လည်းအဲ့နဲ့စာကြီးလမ်းကွဲသွားတယ်ဒါမှလည်းနောက်တည့်သွားတဲ့ကြားတဲ့ခါမှာကျောင်းစီကိုဖုန်းဆက်တယ်ဆောကျွန်တော်ပြောတဲ့ဖုန်းနံပါတ်နဲ့ပဲထပ်ဆက်တယ်50 60 113တော့မလို့ဘူးဒီစကနားကမလွယ်လွယ်လဲရှင်းတော့နည်းနည်းလေးပဲလွယ်မှာဆက်တော့ကျွန်တော်ရဲ့ပြောတဲ့လေးတန်းလေးစကလုံးကသူလည်းတက်ကြည့်ပဲတိပေါ့ဗျာမလို့ချင်တဲ့ပုံစံလေးပြပြနေတော့ဒီချိန်သုံးချိန်ဆက်ပြီးတော့ကျွန်တော်ကထူးကြမထူးကြလိုက်ခါကျောင်းစီကိုမဆက်တယ်တော့ဘူး အဲ့ကိစ္စအဲ့မှလည်းကျွန်တော်ပြီးသွားကြပြီပြီးသွားပြီးတော့အခုခုနကကျော်ခုနကကြားတဲ့ချိန်ကျမှကျော်ဒီမှာထိုင်နေချိန်မှာတညက်နေမှာနော်ဥပဒေတက်ခံနေရောညက်နေရောလိုက်မှာဒီပို့စတက်လာတက်လာတော့ဒီလိုလေးစိမ့်လိုလောက်ကြံခံတက်လာတက်လာတော့ကျွန်တော်ကြည်လင်းပုံကိုကျွန်တော်ပုံကြီးချက်ကြည့်အောင်နော်ပုံကြီးချက်ကြတော့ကျွန်တော်တိတယ်လို့မတိတယ်လို့ဖြစ်နေဘယ်မှာနိုင်ဝဲတန်ကျွန်တော်စဉ်းစားမပြအောင်မတိတော့ဘဲကျွန်တော်ထင်တယ်အဲနောက်သေးချာကျွန်တော်ကြည့်တဲ့ခါကျတော့ကျွန်တော်တိတယ် ိတယ်ကျွန်တော်သိတယ်စဉ်းစားတယ်ကြည်လင်းကြည်လင်းဆိုရင်ကြည်လင်းနဲ့ဘတ်ကနဲ့အတွဲလုံးဘတ်ကဆိုတော့ကျွန်တော်တို့အောင်ဝဲဆိုခုလိုင်းမှာတက်နေတယ်မျက်စိဆိုတာပဲကျွန်တော်သိရောကျွန်တော်အချိန်မှာတော့ဒေါ်ဘောက်ပါသွားပြီကြည်လင်းအမြင်တော့ကျွန်တော်ဒေါ်ဘောက်ကြည်လင်းမမြင်မဲနဲ့အခြားတယောက်ဆိုကျွန်တော်မသိဘူးနော်ကြည်လင်းနဲ့ဘတ်ကနဲ့အရင်တော့အမှုတွေအတူစားအတူနေခဲ့တဲ့သူတွေအဲ့တော့ကျွန်တော်ကိုခေါ်ခိုင်းလို့မရတဲ့အတွက်ကြည်လင်းကိုသူခိုင်းဆိုတော့ကျွန်တော်ချက်ချင်းသဘောပေါက်သွားတယ်စဉ်းစားကြည့်တော့ဖြစ်နေတာကိုစဉ်းစားကြည့်တဲ့အခါမှာကြည်လင်းမဟုတ်ပဲခြားတယောက်ဆိုကျွန်တော်မသိဘူး တော့ဒီကိစ္စကျွန်တော်ဖော်ထုတ်နိုင်မှာမဟုတ်ဘူးဒီနေ့နဲ့ဘာကလည်းပြောလို့နေဖြစ်တဲ့အတွက်ကျွန်တော်အိမ်မှာဒါနောက်ကဘာကပဲငါ့ကိုလာခိုင်းတယ်ဒီကောင်တကယ်ခိုင်းတော့ဒီကိစ္စပဲဆိုတော့ကျွန်တော်ပြီးသွားပြီးသွားတော့ကျွန်တော်စဉ်းစားကျွန်တော်ဘာလုပ်မလဲကျွန်တော်စဉ်းစားတယ်ဘာလုပ်မလဲကျွန်တော်ဘလူးဒီကိုယုံကြည်ရမလဲနောက်ထပ်ယုံကြည်ရမလဲကျွန်တော်အသက်အန္တရာယ်ကျွန်တော်လုံလုံရရှိသေးတယ်ကြောက်တာတော့မဟုတ်ဘူးဒါမှလည်းကျွန်တော်ဒရီဝဲလုတ်ကံမှာဆိုတော့တည်တယ်အဲ့တော့ကျွန်တော်ကိုစိုးဝဲကကျွန်တော်ရဲ့စာအုပ်ကိစ္စနဲ့ပတ်သက်ကျွန်တော်အင်တာဗျူးလာဘူးတယ်ကိုစိုးဝဲက အဲ့ကျွန်တော်တို့ကအဲ့အချုပ်ဆိုင်ကိစ္စမဖော်ပြထုတ်ရသေးဘူးဒီလိုက်နေစက်ကလာပဲရှိသေးတယ်အဲ့အဲ့နောက်ပိုင်းကြောစီအင်တာဗျူးလာပြီးနောက်ပိုင်းကျမှအဲ့အချုပ်ဆိုင်ကိစ္စကသူဖော်ထုတ်လို့ရတာအဲ့တော့ကျွန်တော် အားကုန်မဟုတ်လူကိုစိုးဝင်းကျွန်တော်တော့တွေ့တယ်ကိုစိုးဝင်းတော့တွေ့တော့ကိုစိုးဝင်းစီကိုအဲ့ညဆန်တယ်တော့ကျွန်တော်ဖုန်းလမ်းဆက်လိုက်တယ်ကိုစိုးဝင်းဒီလိုလိုပဲဒီစမှာဖြစ်တဲ့ကိစ္စပတ်သက်ပြီးကျွန်တော်သိတယ်နောက်ကစေခိုင်းသူကဘသူဖြစ်လိမ့်မယ်ဘာလို့ဆိုတော့ကျွန်တော်ဒီစကားပြောဆိုရင်ကျွန်တော်အဲ့လူကလာကားခဲ့လို့ပဲလာကားရဆိုရင်ဘာလို့ဒီလိုပြောဆိုရင်ထောင်တော့ကျွန်တော်ဒီလူဒီလူတွေအတူတူနေခဲ့ကြလို့ပဲ တော့ခမရလာခဲ့ပါဆိုကိုစုံဝဲမိုးလင်းတယ်ပေါက်ချလာတယ်ကိုစုံဝဲကျွန်တော်အသေးစိတ်ပြောပြလိုက်တယ်ကျော့စီဒီကောင်ဘယ်ခုနှစ်ပြန်လာပိုင်းမှာဘယ်နေ့လို့မလာငှားတယ်ကျွန်တော်လက်မခံလိုက်ဘူးဒါပေမဲ့ကျွန်တော်ဖုံးဆက်မေးတယ်ကျွန်တော်လက်မခံဘူးလက်မခံတဲ့ခါမှာနောက်တော့9လကြာတဲ့အချိန်မှာဒီကိစ္စဖြစ်ပေါ်လာတယ်အဲ့တော့ဒီကိစ္စရဲ့နောက်ကကြည်လင်းရဲ့နောက်မှာဒီဘက်ကတော့အဝဲစော်ပဲအဲ့နောက်ကမှလည်းနောက်ထပ်ရှိသေးတယ်ဘာလို့ရှိသေးလဲကျွန်တော်ဒီစကားပြောရဆိုလို့ရှင်အဝဲစော်ကျွန်တော် ်ဒါတွေ့စဉ်ကာလကျွန်တော်မေးခဲ့ဘူးလေဟာမင်းကအစင်ပြေးလိုက်လားမင်းကပတ်ချေရီပိုင်းနဲ့ဆိုကျွန်တော်ပြောနေချင်ပါသူ့ကိုပြန်ခေါ်သုံးထားတယ်တဲ့ရဲဖွဲ့စုကကျွန်တော်မပြောပြန်ခေါ်သုံးထားတယ်တိုက်ခန်းပေးထားတယ်ကားပေးထားတယ်ငွေပြည့်စုံပေးထားတယ်အဲ့ဒီအတွက်သူဒီလိုကောင်းမွန်နေရဆိုကျွန်တော်ပြောပြတယ်ပြောပြတော့အဲ့သူနောက်ကမှအဖွဲ့စည်းရှိရဆိုတော့ကျွန်တော်သိသွားတယ်ဘလောက်ကြီးမားတဲ့အဖွဲ့စည်းဘလောက်လူကြီးဆိုတော့ကျွန်တော်မသိဘူးသူတော့အဖွဲ့တစ်ခုရှိရဆိုတော့သူပြောသွားတယ်အဲ့တော့သူကပြန်မနေတယ်ဗျာပြောလား။သူပမာနေဆိုတာသူ့ကိုပေးထားတိုက်ခတ်မှန်နေရလို့ပြောတယ်။ ဲ့နေရာတော့နေရာကြောင်ပေးတယ်မပြောဘူးမင်းကဘလောက်ထိယုံကြည်စိတ်ချရမှာလဲမင်းတော့ကဘာတူရှိတယ်ငါ့ကိုပြောစမ်းပါဆိုလုံးဝမပြောဘူးနောက်တစ်ခုကိုထူးကြိုက်လို့မထင်တာအကယ်၍ဒီလိုမျိုးဒီမြင်ကွင်းမှာပေါ့နော်ဒီလောက်ကြံပြီးတော့သူတို့ဖတ်ပြီးလုံးရောက်ဖို့အတွက်အခု plan ပေါ့နော်ဒါအញ្ញကြီးကိုရိုးစစ်နေဘူးလို့ထင်တာအဲ့ဒီပုံမှာဘယ်လိုသုံးသပ်လဲဟာကွာအခုကရှင်းရှင်းလေးပါကျောင်းဒီဥက္ကဋ္ဌကိုတက်လို့ရမယ်နေအများကြီးပဲဒီဘယ်ချိန်မှာတက်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 မဲ့ ဒီလိုလူမြင်ခွင်းမှာလေရင်ခွင်းမှာလုတ်ကျင်နေဆိုတာဒါ6လချင်းချောက်တာပဲလေပြည်သူလူထုကတော့6လတာပဲအစိုးရက6လလက်ရှိဆိုတော့6လတာပဲသူတို့ကလုတ်ပြလိုက်တာပေါ့ဘာလို့ဒီလိုလုတ်လို့ရရတယ်ဆိုတော့ဒါတမီးဦးကြလူတမတခုမဟုတ်ဘူးသူတို့ပြောတဲ့ဟိုကြည်လေးကိုတစ်ချိန်တော့ဥပ္ပဏီကအမင်းချခဲ့ဘူးလို့အဲဒုက္ခပေးခဲ့ဘူးဆိုတော့အဲ့ကျွန်တော်လက်မခံဘူးဒါတည်းလုတ်ကျန်ဖန်တီးတဲ့စကားလုံးတွေလိုင်းမတက်တဲ့ကိစ္စလို့ကျွန်တော်ထင်တယ်တကယ်ဖြစ်မှန်အဲ့ဒါမဟုတ်ဘူးဒါနိုင်ငံရေးရတိုက်ခိုက်တာလို့လူမျိုးရေးဘာသာရေးနိုင်ငံရေးသုံးလုံးတွဲပါပါလို့